တဆက်ချခြင်းသို့မဟုတ်တသေးသားခြင်းနှင့်ပတ်သက်ပြီးတိထာတင်သည့်အချက်၅ချက်လိမ်ဆက်ဆံပင်ပဲကိုဝင်မရချင်ဘူးဆိုရင်တဆက်ချနည်းသုံးနိုင်ပါတယ်တဆက်ချရတဲ့ဆိုတာကိုဝင်မရှိအောင်တဆီဖို့သုံးတဲ့နည်းလဲစေတာမမဟုတ်ပစ္စည်းကိုပြောတာပါတသေးသားစေတာပါမဟုတ်တဆက်ချစီမံကေးလို့လည်းခေါ်ပါတယ် တားဆက်ချနည်းတွေအများကြီးရှိပြီးတော့တားတဲ့ပုံလည်းမတူကြပါဘူးတတိတဲဖို့ရင်းချက်တဲ့မျိုးဥကိုတုတ်ပေါ်နဲ့မျိုးဆက်ပြီးတော့တအိန်နဲ့ရဲ့အမြေးပါမှာကတ်သွားရပါမယ်တားဆက်ချနည်းတွေကဒီလုပ်ငန်းစဉ်ကိုရင်းချက်တဲ့မျိုးဥမျိုးမအောင်ဖို့ပေးပင်ပြီးပဲဖြစ်ဖြစ်မျိုးဥလုံးဝမကြွေအောင်လုပ်ပြီးပဲဖြစ်ဖြစ်နောက်ဆက်ပေးပါတယ် ို့အတွက်အကောင်းဆုံးတားဆက်ချနိုင်အမျိုးအစားကိုရွေးချယ်ခွင့်ရှိပါတယ်။ တချို့36ဆင်းအမျိုးအစားတွေကြောင့်ကိုယ်အလေးချိန်တက်တာဆင်းအပြောင်းလဲဖြစ်တာခေါင်းကိုက်တာဒါမှမဟုတ်မူမမှန်တွင်းဆင်းတာတွေလိုမျိုးဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။ဒါပေမဲ့တချို့တတိသားနီးတွေကြောင့်တမတလာချေကျွတ်တက်တာနဲတာအသားရေပိုကောင်းလာပြီးဝက်ချံတွေရှင်းသွားတာနဲ့တအိမ်နဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ချေနေတာလိုမျိုးကောင်းကျိုးတွေလည်းရှိတတ်ပါတယ်။ တရားရခိုင်တို့ထိရောက်တဲ့ပြပြဆုံတဲ့တားဆက်ချနည်းရဲ့လို့မရှိပါဘူးကြာရှိခံတဲ့နည်းတွေက သုံးတဲ့လူအချိန်မှန်ဒါမှမဟုတ် လေဆက်ဆံတိုင်းတခုခုလို့ဖို့တတိယဆရာမလို့တဲ့အတွက်အထီးရောက်ဆုံးပါပဲဒါပေမဲ့တားဆက်ချသည့်ပုံဆက်အကုန်လုံးကို နေရာတိုင်းမှာရနိုင်မှာမဟုတ်လို့ကိုနားမှာဘာတွေရွေးချယ်ဆရာရှိလဲတည်ထားဖို့အရေးကြီးပါတယ် တချို့တဒေတာဒီတွေက ကိုယ်ဝယ်မရှိအောင်ကောက်ွယ်ပေးနိုင်ပေမဲ့လင်ကသင့်ကူးဆက်ရောဂါ STI တွေကိုကောက်ွယ်နိုင်မှာမဟုတ်ပါဘူး HIV, AIDS, ဒါမှမဟုတ်ကာလမိုက်ဒီယားလို့ STI တွေကြောင့် ADN နဲ့ကွန်ဒိုလိုမျိုးတခြားကောက်ွယ်နည်းတွေသုံးသင့်ပါတယ်။ဘုနေရာဒေတာမှာဘယ်သားဆက်ချသည်တွေသုံးနိုင်မယ် ေဟာကကိုနဲ့အဆင်ပြေမယ်တိနိုင်ဖို့ကျမ်းမာရေးဆောက်ရှောက်သူစီကိုကျမ်းမာရေးနဲ့စေကူတာဖို့ရဇဝင်တွေပြောပြထားဖို့အရေးကြီးပါတယ်။